ဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်လေးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီရကျွန်တော် Manchester United တင်ရဲ့ Transfer Plan ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒါမတိရဲ့ကွန်ညာကိုခေါ်ယူနိုင်ခဲ့ပြီးပြီ ရန်ရဲ့အဘုံမုံနဲ့လည်းအနည်းသက်ဆုံးအနေထားတစ်ခုကိုရောက်နေတယ်။ပြီးတော့ဒီဗီတာယူကရိန်းနဲ့ပတ်သက်ပြီးတော့လည်းတောက်လျှောက်မင်းမြတ်မှုတွေလုပ်နေတယ်။ဆိုတော့ထားပါဒါတွေအကုန်လုံးကကျွန်တော်တို့တည်ပြီးသားတွေကြီးပါပဲ။ဒါပေမဲ့ကျွန်တော်ဒီမှာအဓိကပြောချင်တာကအဲ့ကစားသမားတွေအကုန်လုံးကဒါအသက်26 29ဝန်းကျင်မှာဖြစ်နေတယ်။ဆိုတော့ဒီတချို့ United Fan တွေရဲ့အစိတ်ထဲမှာကျွန်တော်ကစားသမားတွေကအသက်ကြီးနေပြီဒါ project sign မဟုတ်ဘူးဆိုတဲ့ concern တွေလည်းရှိကြရဗျာ။ဟိုဥပမာအနေနဲ့ဒီဗီတာယူကရိန်းကိုကြည့်မယ်ဆိုရင်ဗီတာယူကရိန်းကအသက်28နှစ်ရှိနေပြီ Premier League မှာရုန်းကန်ရနိုင်တယ်ဆိုတာမျိုးတွေသူတို့စိုးရင်ကြရဲ။ ဒါကြောင့်ကျွန်တော်ဒီပီတာယော့ခရက်ကိုခေါ်သိခြင်းလို့ကျွန်တော်ပြောနေရမှာမဟုတ်ဘူး။လက်ရှိချိန်မှာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရတာပီတာယော့ခရက်နဲ့သတင်းတွေထွက်နေလို့ကျွန်တော်ဥပမာအနေနဲ့ပြောလိုက်တာ။တကယ်လို့ကျွန်တော်တင်ရတခြားတာအသက်29ရှိနေတဲ့တိုက်စင်မှုနဲ့သတင်းထွက်ခဲ့မယ်ဆိုရင်လည်းတချို့ United Fan တွေရဲ့စိတ်ထဲမှာအဲ့လိုကွန်ဆန်ကရှိနေဦးမယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီနေ့မှာတော့ဗျာကျွန်တော်ဒီ Modern Football နဲ့ကစားသမားတွေရဲ့အသက်အရွယ်ပေါ်မှာကျွန်တော်ရဲ့အမြင်လေးနည်းချင်းကိုကျွန်တော်ညီကိုရင်းနဲ့တူတူဒါဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ဆိုတော့ဗျာဒီပထမဆုံးအနေနဲ့ကျွန်တော်ဘာစင်နယ်လေးအရာပြောရမယ်ဆိုရင်ကျွန်တော်ကတော့ဒီအသက်26 29ကစားသမားတွေကိုအရန်အသက်ကြီးနေတဲ့ပလေးယာတွေလို့မြင်မိတဲ့အထက်မှာတော့မပါဘူး ဒီအသက်ရွယ်ကိန်းဂဏန်းတစ်ခုအရာကြည့်မယ်ဆိုရင်လည်း26 29ဆိုတာအရင်တော့မကြီးသေးပါဘူး။ဒါပေမဲ့လက်ရှိ United fan တွေကွန်ဆန်ဖြစ်တဲ့ပုံစံကိုလည်းကျွန်တော်နားလည်တယ်။ဘာလို့လဲဆိုရင်ပြဒီလက်ရှိ modern kit မှာကျတော့ဒါဖော်ဖော်ကတစင်ပြီးတစင်ပြောင်းလဲဖြစ်လာတယ်။ပြီးတော့ဒီနီးပြားတွေရဲ့ ideology တွေ philosophy တွေအပြောင်းလဲတွေအောက်မှာဒီဘက်ကမှာကျတော့အသင်းတိုင်းကဒါ high pressing high industry နဲ့ကစားကြတယ်။ဆိုတော့အဲ့လိုကစားနိုင်မှုဆိုရင်အသင်းမှာကဒါ fresh ဖြစ်တဲ့ player တွေပြီးတော့ဒီငွေရွှေနှုတ်ပြတဲ့ player တွေနဲ့ဒါအသင်းရဲ့အနာဂတ်ကိုတိဆောက်လာကြတယ်။ နောက်တစ်ခုကျွန်တော်ထင်တာကဒီ receive value ကြောင့်လည်းပါမယ်လို့ထင်တယ်ဆိုတော့ဒီ receive value ဆိုတာကအတင်းတင်းရကစားသမားတစ်ယောက်ကိုခေါ်လိုက်တယ်တကယ်လို့အဲ့ကစားသမားကအဆင်မပြေလို့ပြင်ရောင်းမယ်ဆိုရင် ကမ္ဘာရဲ့အသက်အရွယ်အရဒီဈေးဈေးဈေးကောင်းရနိုင်တယ်ဟိုမြ мян ရောင်းထွက်နိုင်တယ်ဆိုတော့အထာမျိုးကြီးလည်းရှိလာကြတယ်ဆိုတော့အတင်းတိုင်းကတော့ဒါဒီဘက်ခေတ်ကိုကြည့်မယ်ဆိုရင်တော့အသက်25နှစ်အောက်ကစားသမားတွေကိုအဓိကတာဂတ်ထားပြီးတော့လိုက်လာတာကိုတွေ့ရတယ်ဆိုတော့အမြင်သာသောဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဒါအာဆင်နယ်တို့ချယ်ဆီတို့ပေါ့ဗျာဆိုတော့ဒီတင်းနေရတော့ဒီဘက်မြစ်တွေမှာဒါအသက်25နှစ်အောက်ကစားသမားတွေကိုပဲအဓိကထားပြီးတော့လိုက်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီမှာနောက်ထပ်ထပ်ပြီးတော့ရှိတာကဗျာဒီဘက်ခင်မှာဒါလူငယ်သမားလေးတွေတော်ကြပါတယ်ဆိုတော့ဒီအတင်းကြီးတွေမှာ ပုံမှန်ခြေစပ်ပြရတယ်ပုံမှန်နေရာရကြတယ်ကစားမားတွေလည်းရှိတယ်။ဥပမာဒီလမိုင်းရမားတို့ဒီဘက်ထရီတို့ပြီးတော့ဒီဗီနီရှက်အန်ဗာဘေအခုဒူရေးတို့ဒီကိုပါမားတို့ဆောက်တော့တခြားလူငယ်ကစားမားတွေလည်းရှိသေးရဲ့ဗျာ။ဆိုတော့အဲ့ကစားမားတွေကတော့ဒီဟာအသင်းကြီးတွေမှာပုံမှန်ခြေစပ်ပြပြီးတော့ပုံမှန်နေရာရနေတဲ့ကစားမားတွေလို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီတစ်ဖက်ကနေပြီးတော့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်ကျတော့ ဲ့လိုအသက်ရွယ်ကစားသမားလေးတွေကဒီ European Football White Football မှာဒါသိန်းတောင်းချီပြီးတော့ရှိရဗျာဒါပေမဲ့ဒီလူအ ਨੇ စုသာလည်းအဲ့လိုမျိုးနေရာရကြတာကျွန်တော်ကစားသမားတိုင်းကတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ကစားသမားတွေလိုဖြစ်လာမှာမဟုတ်တာကတော့အသေးချာတယ်ပြီးတော့ဒီ Modern Kit မှာဆိုရင်အတင်းတိုင်းကဒါ High Pressing High Intensity ကစားကြတာတော့မှန်တယ်ဒါပေမဲ့အဲ့လိုကစားခြင်းတိုင်းဒါကစားသမားရဲ့အသက်ရွယ်ပေါ်မှာဒါရိုက်မိခိုးနေရလို့တော့ကျွန်တော်ကတော့မမြင်ဘူးအဲ့လိုကစားနိုင်ဖို့ဆိုရင်အဓိကမိခိုးတာက အသင်းနဲ့နေပြပုံမှာပဲလို့ပဲကျွန်တော်ကတော့မြင်တယ်။ဆိုတော့အသင်းပုံမှာမိကိုယ်လေဆိုတာကအသင်းအနေနဲ့ဒါလိုအပ်တဲ့စကွက်တက်လိုအပ်တဲ့ကစားသမားအရေအတွက်ကိုခေါ်ပေးထားနိုင်ရမယ်။ဒီနေပြပုံမိဒီနေပြပုံမူတည်တယ်ဆိုတာကကျတော့ နည်းပြကဒါ rotation system ကိုကောင်းကောင်းကျင့်သုံးနိုင်မှရမယ်ပြီးတော့ဒီ step တွေ data team တွေနဲ့ပူးပေါင်းပြီးတော့ကစားသမားတယောက်ရဲ့ဒါ gain time management ကိုကောင်းကောင်း control လုပ်နိုင်မှရမယ်ဟိုဥပမာအနေနဲ့ပြောရရင်ကျွန်တော်တို့အသင်းရဲ့ဒါမနေ့ကစီစဉ်ပါဆိုရင် Masaru ကိုခေါ်ခဲ့တယ် Masaru ရဲ့ဒါအသက်28နှစ်အရွယ်ကစားသမားဗျာအသင်းကိုရောက်လာတဲ့အချိန်မှာလည်းကောင်းမွန်တဲ့ခြေစံတစ်ခုပြရတယ်တကယ် season 1လောက်ထိပြရတယ်ဒါပေမဲ့ဒီ season ကောင်းကင်ကြီးမှာသူလည်း struggle ဖြစ်တဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်နောက်တစ်ယောက်ကဒီ Kobe Mainu ဗျာ Kobe Mainu ဆိုရင်လည်းကျွန်တော်တို့ဒီသူ့ရဲ့ debut season မှာသူပေါ်လာတဲ့ပုံစံ ်တကယ်လည်းကျန်းတယ်ဟိုတကယ်လည်းကောင်းတယ်ဆိုတော့အဲ့တရားလေးတော့သူကစားရတယ်ပြီးတော့သူမျက်နေအနာရတဲ့အားလည်းရက်မှာဆိုရင်လည်းသူကဒါရိုးပြိုင်ပွဲကိုကစားခဲ့ရတယ်ဆိုတော့မနစ်ကစီစဉ်မှာကျတော့ကဗမာကဒဏ်ရာပြဿနာဆပြီးတော့ဖြစ်လာတယ်ပြီးတော့ပုံမှန်ခြေစမ်းပြန်ရဖို့တောင်းမှရုန်းကန်လာရတယ်အခုဆိုရင်ကြာဒီအသိရဲ့ဒါရောင်းမဲ့စီရင်ထဲမှာတော့မှပါတော့တဲ့ဒီအချင်းကြီးကတော်တော်ဆုတော်တယ်ဆိုတော့ဒီမှာကျွန်တော်အဓိကပြောချင်တာကကသမမကငယ်ရွယ်တဲ့ကသမမပဲဖြစ်နေဖြစ်နေခုနအသက်28နှစ်ဝန်းကျင်ရှိနေတဲ့ကသမမပဲဖြစ်နေဖြစ်နေ ဒီ gain time management ကိုကောင်းကောင်း control မလုပ်ပေးနိုင်ဘူးဆိုရင်တော့အချိန်တစ်ခုရောက်ရင်အကစားမရဲ့ခြေစမ်းကကြာဆင်းလာတာဒါအထင်ရှားရယ်ဗျာပြီးတော့ကျွန်တော် personally အမြင်အရဆိုရင်ဗျာဒီ modern ခေတ်မှာအပြောင်းလဲတွေများလာတာမှန်တယ်။ ideology တွေအပြောင်းလဲတွေရှိလာတာလည်းမှန်တယ်။ ဒါပေမဲ့ဒီ player တွေရဲ့ player အများစုရဲ့ brand fan ကိုရားတဲ့အချိန်ကတော့ဒီအရင်ခေတ်ကရောအခုခေတ်ကရောအခုခေတ်မှာရောအတူတူပဲလို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ကစားမတစ်ယောက်ကသူတို့ရဲ့ brand fan ကိုဒီ25နဲ့29ကြားမှာပဲရားကြတယ်လို့ကျွန်တော်ကတော့မြင်တယ်ဟိုအိုက်တက်ရွယ်ရှိတဲ့ကစားသမားတွေရဲ့ကဒီ physically အရာရော mentally အရာရော experience အရာရောတကယ်ကိုအကြမ်းဆုံးအချိန်ကိုရောက်နေတယ်ဟိုလက်ရှိချိန်မှာဆိုရင်လူငယ်ကစားသမားလေးတွေကကောင်းမွန်တဲ့ခြေနှက်ပြပြီးတော့ဒါ နေရာရလာလာတော့မှန်တယ်ဒါပေမဲ့သူတို့ဒီမန်ဒယ်လာဒီရအရန်မေချယ်ဖြစ်တဲ့ကစားသမားကလက်ချိုးကြီးလို့တောင်ရရဗျာဆိုတော့တကယ်အသက်26 29ဝန်းကျင်ကစားသမားတွေရပဲဒီ experience ရလည်းလုံလောက်သွားပြီပြီးတော့ဒီကုကုထိန်းနိုင်တယ်ဗျာရင်ချက်မှုအပိုင်းရလည်းအကောင်းဆုံးနေထားကိုရောက်တာတဲ့အတွက်သူတို့ရဲ့ brand count ကိုအဲ့ချိန်မှာရကြအများစုကရကြတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒီမိုဟာမက်ဆာလတ်ကိုကြည့်ဗျာလဘာမို့မိုဟာမက်ဆာလတ်ကိုခေါ်လိုက်တဲ့အချိန်မှာအသက်25နှစ်ကျွေးမှာခေါ်လိုက်တယ်ဒါမဲ့သူရဲ့အကောင်းဆုံး brand form က26နဲ့29ကြားမှာပဲဆိုတော့ kevin de bruyne လည်းအဲ့တိုင်းပဲ kevin de bruyne ကအရင်ထဲကခြေစ ွမ်းကောင်းတဲ့ကစားသမားပါပဲဒါပေမဲ့26နဲ့29မှာသူပို့ပြီးတော့ကျန်းတယ်ဆိုတော့ဒီ Harry Kane ကိုလည်းကြည့်ပြ Harry Kane လည်း26နဲ့29ကြာမှာပို့ပြီးတော့ကျန်းတယ်သူရဲ့ Prime Farm ကိုရခဲ့တယ်ဆိုတော့ထပါဒီ Louis Diaz ဆိုရင်လည်းခု28နဲ့ရှိနေပြီဗျ Premier League မှာအကောင်းဆုံးကစားနေနိုင်တော့မယ်ဒါကတခြားကစားသမားတွေလည်းရှိသေးတယ်ဒါကကျွန်တော်တဲ့ Premier League မှာအခုကစားခဲ့ဘူးတဲ့အခုလက်ရှိလည်းကစားနေတဲ့ကစားသမားတွေကိုပဲအဓိကထားပြီးတော့ပြောတာဆိုတော့ကျွန်တော်အမြင်အရပြောရရင်ဗျအသက်26နဲ့29ကအရန်အသက်ကြီးတဲ့အရွယ်တော့မဟုတ်ဘူးပြီးတော့ကျွန်တော် Manchester United တင်ရဲ့အချင်းတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင် ကျွန်တော်တို့အသင်းမှာလာကစားရင်ကျွန်တော်ရှေ့မှာလည်းတောက်လျှောက်ပြောဦးရဲ့အရန်ကိုပရက်ရှာများရဲပြီးတော့လက်ရှိအသင်းရဲ့အခြေအနေကအောက်ဆုံးထိကိုထိုးကြသွားတယ်ဆိုတော့ဗျာအဲ့လိုအောက်ဆုံးထိုးထိဆိုတော့အဲ့လိုအောက်ဆုံးထိထိုးကြသွားနေတဲ့အချိန်မှာအသင်းကိုချက်ချင်းပြန်ပြီးတော့ဗျာအနေထားတစ်ခုထိရောက်အောင်ဆိုရင်ကျွန်တော်တို့ကဒါ impact ကောင်းကောင်းပြနိုင်တဲ့ကစားသမားပြီးတော့ဒီ ready made player တွေကိုပဲခေါ်မှရတော့မယ်ဆိုတော့ကျွန်တော်ပြောချင်တာက ကစားမတယောက်ကိုခေါ်လိုက်ပြီဆိုတော့ねအဲကစားမကကျွန်တော်တို့အင်းကိုရောက်ပြီဆိုတော့ねသူ့ရဲ့ impact ကိုပြဖို့ရာခိုင်နှုန်းများများအာမခံပေးနိုင်တဲ့ကစားမမျိုးကိုပို့ပြီးတော့ခေါ်တင်တာအဲ့တော့လက်ရှိဒီရာဒီ target တွေကိုကြည့်မယ်ဆိုရင်လည်းအဲ့လိုပုံစံမျိုးတွေပဲဖြစ်နေရယ်ဆိုတော့ဒီ project sign ကြီးမဟုတ်ဆိုတော့လည်းကျွန်တော်တို့လက်မကန်ဘူးပြဘာလို့ဆိုတော့အတင်းတင်းရဒီ potential ကစားမတွေနဲ့ကြီးပဲလဲအောင်မြင်မှုရဖို့ရတော့ခက်တယ်အတင်းတင်းမှာဆိုရင်ဒါ experience ရရောဒီ mentality ရရော major ဖြစ်နေတဲ့ကစားမတွေရဒီ potential ကောင်းတဲ့ကစားမတွေရစုစုစီစီနဲ့တွန်းနိုင်မှလည်းအဲ့တင်းရ အောင်မြင်မှုရမယ်အောင်မြင်မှုရတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့လက်ရှိချိန်မှာကျွန်တော်တို့ဒီ potential sign တွေကို stop ပြီးတော့ဒီ ready made player တွေကိုခေါ်နေတယ်ဆိုတော့အသင်းရဲ့အခြေအနေကြောင့်လည်းပါတယ်ပြီးတော့ဒီ26 29ဆိုတော့ကျွန်တော် personally အမြင်ရဆိုရင်အရင်လည်းမကြီးသေးဘူးအချိန်တစ်ခုကြာကစားနိုင်ဖို့အတွက်ဆိုရင်ကတော့ဒါနီးပြပေါ်မှာလည်းအများကြီးဆိုင်တယ်အသင်းပေါ်မှာလည်းအများကြီးဆိုင်တယ်ပြီးတော့ဒီ receive value ပြ receive value ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ကအသက်ရွယ်တစ်ခုတည်းပေါ်မှာပဲ play ကိုကစားမရဲ့ pride ကမိခိုးနေလို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုရင်ကျွန်တော် Manchester United အသင်းရဲ့ကစားမတွေကြည့်ပြလက်ရှိဒီရာဒီမှာ ောင်းဖို့ခတ်နေတဲ့ကစားသမားတွေအကုန်လုံးကဒါအရွယ်ကောင်းနေကြီးပဲ။ဒါကတော့ဒါ United ကိုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ဒါဟာဒီမှာအဓိကထင်ရှားတာကဒီ receiver လို့ပြန်ရဖို့ဆိုတာကကစားသမားတွေရဲ့အသက်အရွယ်ဆိုတာတည်းတခြားသူတို့ရဲ့ဒီစိတ်ဓာတ်ပိုင်းတွေသူတို့ရဲ့ဒီ form တွေခြေစမ်းပြမှုတွေပေါ်မှာလည်းအများကြီးမူတည်နေတယ်လို့ကျွန်တော်ကပြောချင်တာ။ဆိုတော့ကျွန်တော်ကတော့ဒီ United ရဲ့ signing တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့မှန်ကန်တယ်လို့ထင်တယ်။ဟို အင်ပက်ပြမပြနိုင်ဆိုတာကတော့ဘယ်လောက်ထိအင်ပက်ပြနိုင်မလဲဆိုတာကတော့အသင်းကိုတကယ်ကစားတဲ့ချိန်မှပဲကြည့်ရမှာဒါမဲ့ဒီ overall အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီကစားသမားတွေကအသင်းကိုရောက်လာရင်ဒီလုံလောက်တဲ့ impact တစ်ခုကိုပြနိုင်ဖို့ရတော့ရာဂိုင်းလုံးအရာအာမခံပေးလို့ရတဲ့ကစားသမားတွေဖြစ်နေတဲ့အတွက်ကျွန်တော်ကတော့ဒီဟာဒီ transfer plan ကိုတော့သဘောကျတဲ့အထက်မှာပါတယ်ဆိုတော့ United ညီကိုတွေရောဘယ်လိုမြင်လဲပြတကယ်ပဲအသက်26 29ကစားသမားတွေကတကယ်ကိုအသက်အရွယ်ကြီးနေပြီဒီအသင်းရဲ့အနာဂတ်တည်းဆိုရင်မခေါ်သင့်တော့တဲ့ကစားသမားတွေဖြစ်နေပြီလားဆိုတာ အဲ့ဒီအမြင်တွေကိုလည်းကျွန်တော်လည်းဒီ comment section မှာဝင်ရောက်ဆင်းနေသုံးသပ်ပေးသွားပါအောင်။နောက်ထပ်ကျွန်တော်ဒီ video မှာညီကိုတွေတခု request လုပ်ချင်တာကဗျာ။ညီကိုတွေအနေနဲ့ကျွန်တော်နောက်ပိုင်းမှာဘယ်လို video တွေ create စီချင်လဲ၊ဘယ်လို content မျိုးတွေကိုလည်းကျွန်တော်ကျွန်တော်လုပ်တင်လဲဆိုတာမျိုးတွေလည်းအကြံပေးခဲ့ပါအောင်။ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်မြတ်တဲ့ဆိုရင် like and subscribe နဲ့အားပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ဒီနောက် video မှာပြန်တွေ့ကြမယ်။